ဘကိုးတိုင်းကြောက်ချင်းမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်မှုကစစ်သား9ဦးထပ်မင်းနဲ့တေဆုံးပြီး22ဦးကိုစစ်တုံးမဲ့ဖြစ်ဖမ်းဆီးရရှိထားကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသအမတ်နစ်စစ်ဒေသကွဲမှာတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ယမန်နေ့ဇွန်လ26ရက်နေ့ကစစ်တောင်းမြေဝန်စစ်စင်ရေးအဖြစ်ဘကိုးတိုင်းကြောက်ချင်းမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်တွေကိုတော်လိုင်းတပ်များကတိုက်ခိုက်ခဲ့ရမှာစစ်စင်ရေးအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထပ်မင်းနဲ့တေဆုံးခဲ့ပြီးစစ်ကောင်စီတပ်တွေမှာထိခိုက်များစွာနဲ့ကစင်ကလေးဆုတ်ခွာထွက်ပြေးသွားကြောင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်22ဦးကိုလည်းစစ်တုံးမှဖြစ်ဖမ်းဆီးရရှိခဲ့ပြီးလက်နက်မျိုးစုံ28လက်နဲ့ခဲယံများအခြားစစ်သုံးပစ္စည်းအများအပြားကိုလည်းတင်းစီရရှိထားကြောင်းသိရပါဗျ။အဆိုပါစစ်စင်ရေးကိုတော့ MNC စစ်ဒေသကွယ် GOC ရဲ့ကိုကဲမှုနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပဲခူးတိုင်းစစ်ဌာန view 25လောက်ခံ view 25တရရင်3900နဲ့အထူးကွန်မန်ဒိုတရရင် spring warrior colon နဲ့ ကရင်မျိုးသားလူမျိုးရေးတံမတော် KNL တရင်ရှင်းနဲ့တရင်ကိုတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။စစ်စင်ရေးအတွက်မှာမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကဖမ်းဆီးရမိတဲ့စစ်တုံးပန်းတွေကိုဂျနီဘာကွန်ဗင်းရှင်းနဲ့အညီစနစ်တကျထိန်းသိမ်းထားကြောင်းလည်းသိရပါဗျ။နောင်ချိုကိုစစ်ကောင်စီကိုပြန်ပေးမှာမဟုတ်ဘူးလို့ TNL ပြောဆိုလိုက်တဲ့သတင်းကိုလည်းဖော်ပြပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေတဲ့နောင်ချိုမြို့ကိုစစ်ကောင်စီထံပြန်ပေးမှာမဟုတ်ဘူးလို့ တောင်မျိုးသားလူမျိုးရေးတမတော် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ကပြောဆိုထားပါတယ်။လက်ရှိအချိန်ထိကတော့ဒါကသတင်းအတူတွေသားဖြစ်တယ်။ကျမတို့ကတော့ဒီလိုမျိုးပြန်ပေးဖို့အစီအစဉ်ကတော့မရှိသေးဘူး။ဘ ਹੁ ကတော့ညွန်ကြားတာမျိုးတော့မရှိသေးဘူးလို့နောက်ချိုမျိုးကို TNL ထံစစ်ကောင်စီထံပြန်ပေးမယ်လို့သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ကညှင်းဆိုလိုက်တာပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်တွေနောက်ချိုမျိုးအနည်းရောက်ရှိလာပြီးတဲ့နောက် TNL ကနောက်ချိုမျိုးကိုစစ်ကောင်စီထံပြန်ပေးမယ်ဆိုပြီး စစ်ကောင်စီရဲ့ဝါရဖြန့် channel တွေနဲ့ဒေသခံတွေကြားပြီးခဲ့တဲ့ရက်ပိုင်းကသတင်းတွေဖြန့်ချိခဲ့ပါတယ်။လက်တလုံးမှာနောင်ချိုမျိုးနီးကကန်ကြီးချေးွာတောင်ဘက်မှာနေရာနဲ့မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်းအဆိုပါပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။လက်ရှိဒီတလုံးမှာကျမတို့ DNA နဲ့စစ်ကောင်စီတပ်ဖွဲ့တွေကနောင်ချိုအနီးတစ်ဝိုက်မှာရှိတဲ့တောင်ခန်းတစ်ဝိုက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။အခြားနောင်ချိုနီးမှာတရှိတဲ့ရွှေသွန်းရွာ၊ကုန်းတာ၊နောင်အောနဲ့နောင်လင်း၊နောင်ဖာအစရှိတဲ့မဲပုတ်ကြီးရွာဘက်တွေမှာလည်းပွဲတွေဖြစ်နေပါတယ်လို့ဆိုပါတယ်။ ဒါကြောင့်တိုက်ပွဲတွေဟာမြို့နယ်ပုံမနီးကပ်လာနေပြီးလက်ရှိမှာစစ်ကောင်စီကအင်အားအများပြားနဲ့ထိုးစစ်ဆင်လာနေတယ်လို့လည်း TNL ကပြောပါဗျ။ဇွန်လ25ရက်တရက်အတွင်းနောင်ချိုမြို့နယ်ကနောင်လင်းနောင်အောင်လုံဆန်းတဲ့နောင်ဖားကြီးရွာတွေကိုတိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာစစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံ၂၈လုံးနဲ့လက်နက်ကြီး68လုံးပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့တောင်းတက်မတော် TNL ကဇွန်လ26ရက်နေ့ကထုတ်ပြန်ထားပါဗျ။ဇွန်လ25ရက်နေ့ကနောင်လင်းကြီးရွာမှာ စစ်တပ်နဲ့တောင်းတက်မတော် TNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတော့အဆိုပါတိုက်ပွဲတွင်မှာစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံးဆက်လေလုံးလက်နက်ကြီး50လေးလုံးပစ်ကိုပေးတိုက်ခိုက်ခဲ့တယ်လို့လည်းအသိပေးထားပါဗျ။ဒါ့အပြင်နောင်အောကြီးရွာမှာလည်းစစ်တပ်နဲ့တောင်းတက်မတော် TNL တို့တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံးခွနှလုံးလက်နက်ကြီး9လုံးပစ်ကိုပေးတိုက်ခိုက်ခဲ့တယ်လို့လည်းထပ်မံဖော်ပြထားပါဗျ။စစ်ကောင်စီတပ်ဟာလုံဆန်းကြီးရွာကိုလည်းဒရုန်းနဲ့ပုံးလေလုံးလက်နက်ကြီး9လုံးပစ်ကိုပေးတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အုံမခါချေးရွာဘက်ကလည်း drone နဲ့ဘုံသုံးလုံးချဲချခဲ့တယ်လို့ဆိုပါရယ်။နောက်ချုံမြို့ကိုစစ်ကောင်စီတပ်ကအင်အား6000ခန့်အထုံးပြုတ်ထိုးစစ်ဆင်လာနေတယ်လို့ဒနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPL ရဲ့ပြောရေးဆိုခွင့်ရှိသူကဆိုပါရယ်။ခုတစ်ခါညောင်လေးပင်မြို့နယ်ရေဖြူကန်ရွာဒိုးတန်းကုန်းမှာတက်ဆွဲထားတဲ့စစ်သားတွေကို drone နဲ့ဘုံချဲတိုက်ခိုက်မှုကစစ်တပ်ဘက်က2ဦးသေဆုံးသွားတဲ့တဲ့ရင်ကိုဖော်ပြပေးပါမယ်။ပဲခူးတိုင်းညောင်လေးပင်မြို့နယ် ရေဖြူကန်ရွာဒိုးရန်ကုန်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကနှစ်ဦးသေဆုံးခဲ့တယ်လို့7 Raven Drone Force မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ဇွန်25ရက်နေ့ကညောင်လေးပင်မြို့နယ်ရေဖြူကန်ကျေးရွာမြောက်ဘက်မှာရှိတဲ့ဒိုးရန်ကုန်းမှာအထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကဒရုန်းနဲ့ 2.5kg ဘုံးတီသုံးလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား2ဦးသေဆုံးပြီးတအူးမှာညာဘက်ခြေတော့ပြက်ပြီးတအူးအပြင်းထန်ဒဏ်ရာရရှိကာ ဒေါ်လာဟိတက်ဖွဲ့ဝင်များအထူးကမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးခံမှန်းအင်အားကတော့90လောက်ကတော့အမြင့်ရှိတယ်။90ဆိုတော့ရေဖြူကန်ကိုအထိုင်ချပြီးပက်လေအကုန်နေရာယူထားတာကိုပြောတာပါ။စစ်ခွေးတေစင်းကတော့ထတ်တိုးသေးတာမရှိပါဘူးလို့7 Raven Drone Force ဘွဲမှတာဝန်ရှိသူတူကပြောဆိုထားတာပဲဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုကတော့ဗျူဟာ26လောက်ခံတဲများဖြစ်တဲ့တော်ဝင်တောင်းတရင်နဲ့တောကြီးကခုနကောင်တရင်တို့ကကြောစွာစစ်စင်ရေးဖြစ်ပူးရဲလုဆောင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ မဲလာမှာစစ်သားအချင်းချင်းလက်နက်ကြီးနဲ့မှာရင်ပစ်ခတ်မှုကြောင့်စမ်းပုတ်ရွာကိုမိရှုပ်ရန်ရောက်နေတဲ့စစ်သားတွေကိုထိမှန်ပြီး၅ဦးသေဆုံးသွားပြီးလက်ပရန်းမှာလည်းပြူစောထီတူအလင်းဝင်လာတဲ့တဲ့မှာပဲခူးတိုင်းမဲလာမြို့နယ်မှာအကြမ်းဖက်စစ်သားအချင်းချင်းလက်နက်ကြီးနဲ့မှာရင်ပစ်ခတ်ခြင်းကြောင့်စမ်းပုတ်ရွာကိုမိရှုပ်ရန်ရောက်ရှိနေတဲ့စစ်သားတွေကိုထိမှန်ပြီး၅ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ဒေသတွင်းစီးရီးသတင်းမြစ်တွေကပြောဆိုထားပါတယ်။ဇော်လ24ရက်နေ့ည9:00နာရီအချိန်ခန့်မှာမဲလာမြို့နယ်ရွေးကုန်းရွာမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေက အရက်မူပြီးလက်နက်ကြီးများနဲ့ရန်တန်းဖိကတ်ခဲ့ရမှာစံပုတ်ရွာကိုမိရှုရန်ရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကိုကြားရောက်ပောက်ကွဲခဲ့တာဖြစ်တယ်လို့သိရတာဖြစ်ပါတယ်။အဲ့ဒီကြားရောက်ပောက်ကွဲမှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးတေဆုံးကစစ်သားမတအောင်တွေကိုရွေးကုန်းရွာကိုပြန်လည်တည်ဆောင်သွားတယ်လို့သိရပါတယ်။ဇွန်လ24ရက်နေ့ည9နာရီလောက်ကရွေးကုန်းရွာကစစ်ခွေးတွေကအရက်မူပြီးလက်နက်ကြီးတွေနဲ့ရန်တန်းဖိကတ်တာပါ။အဲ့ဒီလိုဖိကတ်မှုကြောင့်စံပုတ်ရွာကိုမိရှုဖို့ရောက်ရှိနေတဲ့စစ်ခွေးအုပ်စုတွေကိုလက်နက်ကြီးကြားရောက်ပောက်ကွဲပြီးစစ်ခွေး9ကောင်ထံမှနေတည်ဆောင်သွားပါတယ်။ စစ်ခွေးလောင်းတွေကိုရွေးကောင်းရောက်ကိုပြန်လဲတည်ဆောင်သွားတယ်လို့ဒေတာတွင်းစီရေးသတင်းမြစ်တွေကပြောဆိုထားပါဗျ။အကြဘက်စစ်ကောင်စီတပ်သားတွေဟာဇော်လ20ရက်နေ့မှာတောင်ပြက်ရွာဇော်လ20ရက်နေ့မှာရွေးကောင်းရွာနဲ့ဥတိုကျွဲလန်စုရွာဇော်လ23ရက်နေ့မှာစားချောင်းရွာစင်ချောင်းပေါက်ရွာကံကောပင်ရွာဘိုးတထောင်ရွာငလာဆန်းရွာနဲ့ဖာလီကွင်းရွာဇော်လ24ရက်နေ့မှာစမ်းပုတ်ရွာဇော်လ25ရက်နေ့မှာကျွဲမကန်ရွာတို့ကိုဇက်တိုင်မီရှို့ဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရတာဖြစ်ပါတယ်။ ထို့ပြင်ပဲခူးတိုင်းလက်ပန်းတိုင်းမြို့နယ်မှာလည်းဖြူစောတီတူအုပ်ဂိမ်းဆောင်နေစဉ်ထွက်ပြေးလာပြီးတော်လိုင်းတက်ဖွဲ့များထံကိုအလင်းဝင်ရောက်လာခဲ့တယ်လို့ဒေသတွင်းစီရီသတင်းမြစ်တွေကပြောဆိုထားပါတယ်။ဇွန်လ20ရက်နေ့ကလက်ပန်းတိုင်းမြို့နယ်ရန်ကုန်ပြည်ကားလမ်းပေါ်မှာရှိတဲ့ကွန်းချံရွာစစ်စီဂိမ်းမှာဖြူစောတီတူကဂိမ်းဆောင်နေစဉ်လက်နက်ယူဆောင်လာခြင်းမရှိဘဲတော်လိုင်းတက်ဖွဲ့များထံကိုထွက်ပြေးကာအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တောင်းတဲ့ DNL နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းရှိနောင်ချုံမြို့နယ်ကိုစစ်ကောင်စီတပ်ကတရက်တွင်ဒရုန်းပေါင်း28လုံးလက်နက်ကြီး68လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ PNN ကဒီကနေ့မှထုတ်ပြန်ထားပါတယ်။နောင်ချုံမြို့နယ်အတွင်းကနောင်လင်း၊နောင်အော်၊လုံဆန်းနဲ့နောင်ဖားကျေးရွာတို့မှာဇွန်လ25ရက်ကတိုက်ပွဲပြင်းထန်နေချိန်အတွင်းမှာစစ်ကောင်စီဘက်ကပြစ်ကူပေးတဲ့အနေနဲ့ဒရုန်းပေါင်းများနဲ့လက်နက်ကြီးများကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PNN ကဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကနောင်လင်းကျေးရွာမှာတိုက်ပွဲဖြစ်ပွားနေချိန် ဒရုန်းပုံး14လုံးနဲ့လက်နက်ကြီး54လုံးလုံးနဲ့တစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့နောင်အောကြီးရွာကလည်းဒရုန်းပုံး9လုံးနဲ့လက်နက်ကြီး9လုံးလုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဆက်လက်ပြီးစစ်ကောင်စီတပ်ဟာလုံဆန်းကြီးရွာကိုလည်းဒရုန်းပုံး၄လုံးနဲ့လက်နက်ကြီး9လုံးတို့ဖြင့်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တောင်းတဲ့ DNL ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ထုတ်ပြန်တိုက်ပွဲဖြစ်ပွားခြင်းရှိတဲ့အုံမခကြီးရွာဘက်ကလည်းဒရုန်းပုံး3လုံးကျဲချတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါဗျ။ဇော်လ24ရက်နေ့ကလည်း DNL ထိန်းချုပ်ထားတဲ့နောင်ချိုမြို့နယ်တွင်က နောင်အောလက်ပံကုန်းရွှေသွန်းမြချီနုလုံဆန်းကုန်းတောင်အုံမသိနဲ့ဆံမဆယ်ကြီးရော်တို့မှာတိုက်ပွဲပြင်းထန်နေခြင်းစစ်ကောင်စီဘက်ကလေကြောင်းနဲ့ဘုံအလုံး130ဒရုန်းဖြင့်ဘုံအလုံး60နဲ့လက်နက်ကြီး53လုံးပစ်ကိုပေးတိုက်ခိုက်ခဲ့တယ်လို့ TNL ကဆိုပါတယ် TNL အနေနဲ့တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာများကိုအပြည့်ရထုတ်ပြန်ချက်အရထိုးစစ်ဆင်တိုက်ခိုက်မှုများမပြုလုပ်တာကိုစစ်ကောင်စီကအခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ TNL ကပြောဆိုထားပါတယ်စစ်ကောင်စီဘက်က တံပြန်ထိုးစစ်အတွက်ခြေမြန်တက်မာလိုက်ဒရုန်းအဖွဲ့တွေဖွဲ့စည်းလိုက်တဲ့အကြောင်းကိုလည်းဖော်ပြပေးပါမယ်။2020ခုစစ်စင်ရေးမှာတရင်စခန်းတွေလက်လွတ်ဆုံးရှုံးခဲ့ပြီးတဲ့နောက်စစ်ကောင်စီကခြေမြန်တက်မာဌာနချုပ်တွေမှာဒရုန်းအဖွဲ့တွေကိုဖွဲ့စည်းထားတယ်လို့စီးရီးသတင်းမြစ်တွေကသိရပါဗျ။အရင်ကခုတ်ခန့်စစ်အတွက်နယ်မြေကန်တရင်တွေကိုဒရုန်းတွေပေးခဲ့ပေမဲ့တပ်စခန်းတွေဆုံးရှုံးပြီးတဲ့နောက်မှာတံပြန်ထိုးစစ်အတွက်ခြေမြန်တက်မာဌာနချုပ်တွေဖြစ်တဲ့တက်မာစစ်တပ်ကနေတက်မာ101အထိတက်မာလိုက်ဒရုန်းအဖွဲ့တွေဖွဲ့စည်းခဲ့တာဖြစ်တယ်လို့သိရပါဗျ။ နေမြေကတရင်တရင်ကို drone နဲ့စီးပေးတယ်ပြည့်ရင်ရောရတယ်အမိတ်ရမှသုံးရတယ်အဲ့လိုကန့်သက်ချက်တွေရှိတော့ drone ရှိတဲ့တရင်တွေကမသုံးတတ်ဘူးတပ်စခန်းတွေကြာလာတာများမှာတပ်မလိုက်စစ်ကြောင်းတွေမှာ drone အဖွဲ့တွေထည့်ပေးတာလို့ပြောပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်က2025ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာတိုင်းစစ်ဌာနချုပ်နေမြေလိုက်တင်တန်းကြောင်းတွေမှာချင်းမြတ်တပ်မဌာနချုပ်ကရရှိစစ်တီတွေကို drone တင်တန်းပေးပြီးဖွဲ့စည်းခဲ့တာလို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ် drone တပ်ဖွဲ့ကတသက်ပါ အခုကတမ်းပြန်ထိုးစစ်အတွက်စစ်ကြောင်းမှတုံဖို့တက်မလိုက်ဖွဲ့ထားတဲ့ဒရုန်းအဖွဲ့တွေဗမော်မာဆိုတက်မ88နောင်ချိုမှာတက်မ71အေယော်ဒီမှာတက်မ66ပဲခူးမှာတက်မ89ဒရုန်းအဖွဲ့တွေရှိတယ်လို့ရှင်းပြထားပါတယ်တိုင်းသာလနဲ့ကင်တွေနဲ့ PDF တွေကိုမြေပြင်မှာလုံးဝမရှင်းနိုင်တော့တဲ့စစ်ကောင်စီတဲ့အနေနဲ့2024ခုနှစ်နှစ်ကုန်ပိုင်းမှာစတင်ကရုရှားနဲ့တရုတ်ကဒရုန်းတွေဝယ်ယူပြီးလက်လွတ်ထားတဲ့မြို့တွေကိုပြန်ရဖို့အတွက်ဒရုန်းအဖွဲ့တွေဖွဲ့ကထိုးစစ်ဆင်လာတာလည်းဖြစ်ပါတယ်2029စစ်စင်ရင်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့တော်လိုင်းတပ်ဖွဲ့တွေဖြစ်တဲ့ MNDA, TNLA, AA, KIA နဲ့ PDF အဖွဲ့တွေကစစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ်နှစ်ခုနဲ့တပ်စခန်းပေါင်း100ကျော်ကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။